အားလုံးပဲမင်္ဂလာပါခင်ဗျာစိန်ဆက်ချဘာမီဖန်ရဲ့ channel မှာကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတင်ဆက်ပေးချင်တာကတော့ဆရာကြီးရိန်နမာရဲ့အင်ဂျင်မာယာနှင့်ဖြစ်ရဆမ်းများဆိုသောဝိတ္ထုဇလန်းမှာဘဝဟောင်းကဇလန်းဆုံးဆိုသောဝိတ္ထုဇလန်းအားတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာကဲအမျိုးတို့ဤဇလန်းကလေးစလိုက်ကြပါစို့ ဘဝဟောင်းကဇက်လန်းဆုံးကျွန်ုပ်ဒီအဖေါ်မဝါတောင်ဝေးလက်ကင်လေးကိုအဖေါ်ဖြူ၍စိတ်ပရိဒကုန်းနှင့်အတူမြန်မာနိုင်ငံအနှံ့ကြီးလက်တော်ရွာများကိုဂန္ဓာကြီးလှဲ့လျင်အေယော်ဒီတိုင်းပြည်သူရောက်ရှိသွားခဲ့၏။ညောင်မြခရိုင်ကြီးလက်တော်ရွာများသို့ရောက်ရှိနေခိုက်တွင်ကြီးလက်ရှိရှေ့မီနောက်မီလူကြီးသူမှများ၏ပြောပြခြင်းများအရာသိရှိခဲ့ရသောဇက်လန်းများကိုအကျွန်ုပ်၏ဂန္ဓာကြီးမှတ်တမ်းစာအုပ်တွင် ရေးသားမှတ်တမ်းတင်ထားသည့်များအနေဇက်လန်းတစ်ပုဒ်ကိုကောက်နှုတ်၍ရေးသားတင်ပြပါအံ့။ မြောင်းမြခရိုင်ကြေးရွာတရွာမှတိုက်ပိုင်တကြီးဦးတန်လုံးသည်ဗြိတိရှာဆိုးရအတွက်အခွန်တုံများကောက်ခံပေးရတွင်မိသူ၏မျက်နှာကိုများမထောက်ရဲ့ရဲ့ဆက်ဆက်ကောက်ခံလေးရှိ၏ထို့အတွက်ကြောင့်ဗြိတိရှာဆိုးရကတကြီးဦးတန်လုံးကိုသဘောကျနှစ်သက်သည်တို့ဖြစ်၍နှလုံးပြူတနက်အပြင်ခြောက်လုံးပြူတနက်တလက်ကိုပါချီးမြှင့်မြောက်စားခဲ့၏တကြီးဦးတန်လုံးသည်ကြေးရွာလူထုကိုအာဏာဖြင့်ဖိစီးနှိပ်စက်သည်ထို့ပြင်လူမိုက်တပည့်များမွေးထားပြီးဓမြတိုက်သေးသည်ဓမြတိုက်ပြီး ဝေစုတဝက်ကိုလည်းယူသေး၏တကြီးဥတန်လုံးသည်ဗြိတိရှအစိုးရကမြောက်စားထားသော အာဏာဓမြတိုက်၍ရရှိထားသောငွေကြီးဤနေရပေါင်း၍အထူးအရှိန်ဝါကြီးကမိုးမမြင်လေးမမြင်ဖြစ်နေ၏မောင်စုမှာအရ၅ပေကျော်ရှိသည်ဥတန်လုံးဓမြတိုက်ရာတွင်ခေါင်းဆောင်လည်းဖြစ်သည်တကြီးဥတန်လုံးသည်ပုပုလုံးလုံးတန်တန်မာမာတုတ်တုတ်ခိုင်ခိုင်ဖြစ်သည်မြမရိုးရာလက်ဝိပညာကိုလည်းကောင်းစွာတက်မြောက်ထားသူဖြစ်သည် တကြီးဦးတန်လုံးဤလောက်ရကူသူ့တပည့်ဓမြမောင်စုကလည်းမခံဂိုင်းခွဲထောင်မီဟုတရင်ကြနေရသည်ထို့ကြောင့်တကြီးဦးတန်လုံးသည်တပည့်၄ယောက်နှင့်အတူမောင်စုရှိမိနေရာသို့ချက်ချင်းထ၍လိုက်လာခဲ့၏မောင်စုသည်ရွာစွန်မှမုတ်ဆိုးမှလေးမအိနှင့်တန်ရောစင်ကြီးတွေနေပြီးမအိတွင်ငါးနှစ်အရွယ်သမီးကလေးရှိ၏ထိုသမီးငယ်လေးကိုမောင်စုကတန်ရောစင်တွေနေသည်ထိုအိမ်တွင် မောင်စုသည်အရက်တောက်သည်ထမင်းစားလေးရှိ၏ မောင်စုကမတ်ဤကိုနောက်မှလာရောက်၍ခေါ်မိနောက်မှအကြောင်းစုံကိုပြောပြမည်ဟုပြောဆို၍ငွေ900ကျပ်ပေးကအိမ်ပေါ်မှထွက်ပြေးရန်ပြင်ဆင်၏ထိုအချိန်တွင်ကလေးငယ်က အတင်းငိုယူပြီးပြောဆိုနေသည်ကလေးငယ်ကျင်းတဲ့ရန်ထမင်းသုံးလေးလို့ဝင်စားမိ၏ရင်းတို့မောင်စုထမင်းစားနေခိုက်ဟေးမောင်စုရှင်းခေစားဟူသောအတန်နှင့်အတူတကြီးဥတန်လုံးဤတပည့်များကအိမ်ရှိတွင်ရက်နေသည်ကိုမြင်တွေ့လိုက်ရ၏ထိုချိန်တွင်မောင်စုသည်နောက်ဖေးပေါက်မှခုံချပြီးဆင်းလိုက်၏ ောင်စုမြေပေါ်သို့အရောက်တွင်တကြီးဦးတန်လုံးကအတင်းဝင်လုံး၍ဖမ်းတော်သည်တကြီးတပည့်များကအိမ်ရှိမှအိမ်ကိုပတ်ပြီးပြေးလာကြသည်တကြီးဦးတန်လုံးကတန်ဆွမ်းသည်အသက်ပုတ်ကျွမ်းသည်သို့တော်အသက်အရွယ်က90ကျော်လီပြီထိုစဉ်တကြီးဦးတန်လုံး၏တပည့်တပည့်များကကြောင်ပြီးရပ်၍ကြည့်နေကြသည်ဤတွင်တကြီးဦးတန်လုံးကဟဲ့ဟိုမင်းတို့ဖေမို့လို့ဝိုင်းပြီးမှဖားကြတာလားကွာဟမ်ဟူ၍သူ့တပည့်များကိုအော်ပြီးပြောလိုက်လေဤထိုအခါမှာ ူတပည့်များကလူစုလူဝေးဖြင့်မောင်စုကိုဝိုင်းအောင်၍ဖမ်းကြတော်သည်ဤတွင်မောင်စုကကျွန်တော်ကို9မိနစ်လောက်တော့အချိန်ပေးပါဖခင်ကိုအာရုံပြုခြင်းလို့ပါဟုခွင့်တောင်းလိုက်ဤတကြီးဦးတန်လုံးကကောင်းပြီလေကောင်းပြီဟာ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 ဟူ၍လှောင်ပြောင်ရဲမောလိုက်ပြီးခွင့်ပြုလိုက်သည် မောင်စုသည်နောက်ဆုံးအချိန်လေးရရှိခိုက်တွင်ငြိမ်သက်စွာဖြင့်မြတ်စွာဘုရားကိုထိထိမိမိအာရုံပြု၍နေလိုက်ဤ9မိနစ်ခန့်ရှိပြီဟု ခံမရသောအချိန်တွင်တကြီးဦးတန်လုံးကတပည့်ဘလာအားအချက်ပြလိုက်သည်ဘလာကငကြီးတောင်တရှိဖြင့်မောင်စု၏ဇက်ကိုတစ်ချက်ထက်ခုတ်ပိုင်းဖြတ်ချလိုက်တော်၏တို့ဖြင့်နောက်သုံးလရဲ့အကြာတွင် BIA တပ်များဝင်ရောက်လာသည်ထိုချိန်တွင်ရွာရှိလူများ၏တိုင်ကြားချက်များအရတကြီးဦးတန်လုံးကိုစစ်ဆေးမင်းများရန်တွားရောက်ခုံငင်ကြ၏တကြီးဦးတန်လုံးကသူ့အကြောင်းကိုသူသိနှင့်နေသည်ထို့ကြောင့်သူ့အိမ်ခြံဝင်းအတွင်းမှစီးကြိုပစ်ခတ်နေသည်တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသည် ။တကြီးဦးတန်လုံးသည်တနတ်ထိမှန်၍ပွဲချင်းပြီးတည်ဆုံသွားခဲ့၏။နောက်တစ်နှစ်ကြော်ခန့်ကြာခဲ့လေသည်။တကြီးဦးတန်လုံးတို့ရွာနှင့်တရွာကျော်တွင်မိန်းကလေးတဦးကိုဖွားမြင်ခဲ့သည်။ထိုမိန်းကလေး၏ဇက်ပက်ပက်လေတွင် အမာယူကြီးပါရှိလာခဲ့၏။ထိုမိန်းကလေးသည် စကားပြောတတ်သောအရွယ်သို့ရောက်ရှိလာသောအခါသူ့ဘဝဟောင်းကဇက်ကျောင်းစုံကိုပြန်လည်၍ပြောပြခဲ့၏။သူသည်ဘဝဟောင်းကဓမြမောင်စုဖြစ်ခဲ့ကြောင်းတကြီးဦးတန်လုံး၏တပည့် ဘလကသူ့ဆက်ကိုငှက်ကြီးတောင်တရှိဖြင့်ခုတ်ပိုင်းတက်ဖြတ်ခဲ့ကြောင်းဒေဆုံးစဲစဲတွင်သုံးလောကထွတ်ထမ်းများစွာဘုရားရှင်အားအပေးချာတိတိမိမိအာယုံပြုပြီးရှ िख ိုးကြတော့ကဖြစ်လျာဘဝမှာစိုးသူမိုက်သူမဖြစ်ပြစေနဲ့ဘုရားဟူ၍ဆုတောင်းခဲ့ကြောင်းမြတ်စွာဘုရားမှာသာစိတ်အာယုံဆွဲကပ်နေမှုကြောင့်ဂုဘောတို့ဓာကြသည်ကိုပင်မသိရှိလိုက်ရကြောင်းတကြီးဦးတန်လုံးဤစေခိုင်းကြအရာပြည်သူအိမ်များကိုဓမြတိုက်ခဲ့ကြောင်းစသည်ဖြင့်ပြန်လည်ပြောပြရာ အားလုံးတိတိကျကျမှန်ကန်နေသည်ကိုအံဩဖော်ရမြင်တွေ့ရလေ၏ထိုမင်းကလေးသည်ကြာသာပရိသမီဖြစ်၍အမိကိုမမွေးဟူ၍ပေးထားသည်လူသောလူမိုက်ဓမြပင်ဖြစ်လင်ကစားသုံးလောကထွတ်ထမ်းမြတ်စွာဘုရားကိုတေဂန်ဤအာယုံပြုအချိန်ခါတွင်နှိမ့်နှိမ့်ကာကာကြီးညိုသရာစိတ်အပြည့်ဖြင့်အာယုံစိတ်သောကတ်နိုင်လင်လူဘဝကို ပြန်လည်ရရှိနိုင်ကြောင်းကိုထိုးရွာသူရွာသားများကယုံကြည်နေကြ၏